ပြုံးတော်မူအပိုင်းသုံးပြုံးတော်မူသူမပြောင်းရွှေ့လာပြီးသုံးရက်မြောက်သောနေ့တွင် ကျွန်တော်တို့အလုံးသူမကိုစတင်တရီထားမိခြင်းဖြစ်သည်သူမရဲ့အတော်သည်ကျွန်တော်တို့လမ်းထိပ်နာကလက်ဖက်ရည်ဆိုင်ကျွန်တော်တို့ထိုင်နေကြဆိုင်နှင့်မျက်နှာချင်းဆိုင်တိုက်ခန်းတွင် အခြေချနေထိုင်နေသူဖြစ်သည် ဘာလောက်လောက်ဒီကိုအတိအကျမသိရတော့လေတန့်ပြန့်သောရုပ်ရည်ပြီးရည်သောအနေထိုင်ကြောင့်ရက်ွက်ထင်းမှလေးစားခြင်းခံရသူဖြစ်သည်သူမသည်လေထိုအိမ်ကိုစတင် ပြောင်းရွှေ့လာပြီးမကြခင်သုံးရက်မြောက်နေ့တွင် သူတို့အိမ်ရှိလက်ဖက်ရည်ဆိုင်ထိုင်သောကျွန်တော်တို့အပါဝင်ပုရိသတော်တော်များများတရိဌာနမိနေပေပြီသူမကချောတီလှသည်ဟုတော့ကျွန်တော်မဆိုလို့ မြည်သူမှလည်းမတတ်မတ်ပါအသက်လည်းတိတ်ငယ်လာသည်မဟုတ်အပြူကြီးဟုပင်ဆိုရပေမည်30အောက်ထက်တော့ရှိမည်ထူးခြားတာကသူမရဲ့ခန္ဓာကိုယ်အခြေစားပင်သူမရဲ့ခန္ဓာကိုယ်အခြေစားကိုဥပမာပြရရင်မြောက်ကလာမစံပြစည်းအထိပြီးဆွေးနေတဲ့61လိုင်းချက်ပလက်ကားကြီးနဲ့တူတီဟုညွှန်ဆိုရပေမည်အများကတော့ ထိုချက်ပလက်များကိုဘိုက်ပူဟုခေါ်ကြပါသည် သူမသည်လေချက်ပလက်ဘိုက်ပူကားနှင့်တူသည့်အပြင်ထိုကားများအတိုင်းဘောရီဥဒိယကတဏီယာဘိန်ဥဒိယကတဏီယာနှင့်ခန္ဓာကိုယ်မှလွန်စွာအလိုက်မင်းလွဲနေပေသေးသည်ကျွန်တော်တို့ကလေသူမလမ်းလျှောက်ထွက်လာတာမြင်ရင်60တိကြီးထွက်လာပြီဟေလမ်းဖိန်နေကြဘဲဥဒီလို့ဘဲသွမ်းမမသိပဲ ဝင်တိုက်မိနေုံမယ်ဟုအမြဲတစေနောက်ပြောင်တတ်သည်။သူမသည်ကျွန်တော်တို့ပြောသည့်အတိုင်း67ဘိုက်ပူခေါင်းတူကြီးဖြစ်သည်။ကဲအေးမြလောက်မလှပသူကဘာကြောင့်လူတွေစိတ်ဝင်စားကြလဲ။အပြုံဖြစ်သည်။သူမရဲ့မျက်နှာခန္ဓာကိုအသွာအလာဘာမှမလှပပေမဲ့သူမရဲ့အပြုံကတော့လွန်စွာနှစ်လူပွဲရှိသည်ဟုပင်ဆိုရပေမည်။ ထိုအပြုံးသည် သူမရဲ့ခန္ဓာကိုယ်ပေါ်တွင်ပေါက်ရောက်နေသောကြောင့်61ဘိုက်ပူကောင်းတို့ကြီးဂိတ်ကထွက်ကလေးကလူပြည့်၍မော်တော်ကားပြုံပြုံနေသည့်နှစ်ပင်တူနေသေးသည်ညီတို့ပင်ဖြစ်စေသူမသည် အမြဲတစေပြုံနေတဲ့ချင်းပင်ဘဲချင်းဘဲခါကြီးကြီးသူမရဲ့ကောင်းတို့တို့ပေါ်တွင်ထိုအပြုံးက မပြတ်မယွင်တွေ့ရမည်အိယာထလည်းပြုံး ထမင်းစားလဲပြူအပြင်ထွက်လဲပြူအိမ်နဲ့နေရင်လဲပြူအမြဲတမ်းပြုံ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 းနဲ့သူမကိုကြည့်ရသည်မှာလွန်စွာစိတ်ချမ်းသာစရာကောင်းတော်သေးသည် နောက်မှသိရသည်မှာ အိမ်နေရင်လဲပြုံးနေသည်ဟု၏နောက်ထပ်အထူးခြားချက်တစ်ခုမှာ သူမသည်မနဲ့လင်းအိယာမနူပြီးသည်နှင့်အလုံမသွားခင်ဆက်ကြကျွန်တော်တို့ထိုင်နေကြလက်ဖက်ရည်ဆိုင်တွင် နေ့စဉ်မပြတ်မယွင်းပြုံးဆဆနှင့် လက်ဖက်ရည်လာတောက်တက်ခြင်းပင်လက်ဖက်ရည်တောက်ရင်လဲစားစရာဘယ်အခါမှပြောင်းစားလိမ့်မရှိဤကြွေးတဲ့ချောင်းသာလက်ဖက်ရည်တဲ့နှိ၍နေ့စဉ်နှစ်နှစ်ခြိုက်ခြိုက်ငုံကြိုက်စားတတ်ခြင်းပင်ဤကြွေးရိုက်တဲ့ပုံကတော့ထူးဆန်းလွန်းသည်ဟု ဆိုရမည်ပင်အဘေချောင်းဆိုသောသူမတစ်ယောက်တည်းဤကြွေးကိုနှစ်နှစ်ခြိုက်ခြိုက်စားတတ်သည်မဟုတ်သူမရဲ့အောက်မှညမငယ်များဖြစ်သော ကျွန်တော်တို့အခေါ်61ခေါင်းရှိအနီအစိမ့်စတော့ညမငယ်3ယောက်လုံးသည့်ပင်နက်နက်လင်းသည့်နှင့်လက်ဖက်ရည်ဆိုင်တွင်ဤကြွေးတယောက်တစ်ချောင်းနှင့်စစ်ခင်းတတ်ကြသည်မိတ်ဆွေယူသားစွာစဉ်းစားကြည့်ပါမနက်လင်းသည့်နှင့်မျက်နာကြီးပြုံးပြီးဤကြွေးမြုပ်နေသောအပြူကြီးကိုမြည်သူကစိတ်မဝင်စားဘဲနေနိုင်အံ့နီလူကိုစိတ်မဝင်စားတော့ ဤကြွေးစုံနေတဲ့နှက်ခမ်းပြုံးကြီးကိုတော့စိတ်ဝင်စားသည်ကျွန်တော်စိတ်ဝင်စားသည်ကြော့ကူကကြိုက်သည်မျိုးမြင့်ထွန်းကအသေးဆွဲသည်ထွန်းနိုင်ကရရင်ခုပြေရန်ကြံသည်ဘာမဆိုင်ညမဆိုင်ကလေးနှစ်ယောက်အဖေကျွန်တော်အကူပင်သူမကူရရင်ယခုလက်ရှိပေါင်းသိနေသောဘိုက်ပူကောင်းတူကို꽌၍မော်တော်ကားပြုံးပြုံးနေသောထိုဘိုက်ပူကောင်းတူနှစ်ပင်ပေါင်းသိလိုက်ခြင်းကြောင့် အာရီတွှေရွှေနဲ့ပြောသည်ကဲကျွန်တော်တို့တအိမ်ထဲမှာတင်6ယောက်မြပြိုင်ပြီးကြိုက်ကြသည်ဆိုတော့သူမရဲ့ဤကြကွေးတက်အပြုမိမြလောက်ဆွဲဆောင်မှုကောင်းတယ်စင်စားစားကြည့်ဤမြသည့်ဆိုရတော့မျိုးမြင့်ထွန်းကအာသာပြေကားလိုက်စီသည်ကျော်ကူကလက်ဖက်ရည်ဆိုင်ကြောင်ထူး၍ညှို့နေသောသူ့မျက်လုံးကိုကလေကလေလှုပ်ရင်းပြောင်းဘူးသည်ထိုးနိုင်ကတော့ အရက်မူလာရင် သူမအင်းရှိဂစ်တာပိုက်ပြီးဘာမဆိုင်ညာမဆိုင်ငါသမီးစာကြည့်နေတဲ့ဟစ်သေးသည်ကျွန်တော်အကူကတော့သူမိမလိရင်သူသမီးအကြီးကိုမြှောက်ပေး၍မမလေးဟုခေါ်ခိုင်းသည်ထုမတစဉ်အချီနေကောင်းရင်မေမေလေးဟုပြောင်း၍ခေါ်ခိုင်းရန်ကြံထားသည်ကဲအထုတ်ဖြီးပြီးကျွန်တော်ကတော့တမာတိဘူးမြတ်သား လွန်စွာတမာရီမရှိသောမျက်လုံးကြီးနဲ့စိမ့်စိမ့်ကြီးကြီးကစာအုပ်လက်ဆောင်ပေးဘူးသည်။သူမကကျွန်တော်ကိုတိဖို့မပြောနဲ့။နာမည်လေးတော့မှမကြဘူးပဲ။အကြီးတော်ဆိုတာကျွန်တော်ပဲလို့ပြောတော့သူမကဇီးတုပ်ထုတ်တာလားဟုပြန်မေးပါသည်။မြည်သူပင်ဖြစ်စေကမူထိုကာလ၌ကျွန်တော်တို့ရက်ွက်ထင်း၌61ကခေအစားဆုံးဖြစ်သည်။ကျွန်တော်မှစ၍တကယ်ပြောတာဗျာ။ အိမ်ရှိလူအလုံးကလည်းတညီတညာတည်းကြိုက်ကြသည်တရက်ကွက်လုံးလေးကြိုက်သည်သို့သောနောက်ဆုံးတော့လေမိမရရန်ဘယ်တော့မှကန်စားတာမပါတဲ့ကျွန်တော်တို့အထီးကျန်ဖွဲ့ထုံးစံအတိုင်းအထီးကျန်ခြင်းသာအဖက်တင်မသည်ဤတွင် ရှင်ပြရအံအထီးကျန်အဖွဲ့ဆိုသည်မှာတယောက်ထဲလေအထီးကျန်ကြံ့ရည်အဖွဲ့မဟုတ်ဖေအမြဲတစီကျွန်တော်တို့အိမ်၌ အထီးကြီးကြံရစ်ခဲ့သောထုံးစံရှိ၍ထိုအသုံးနှုံသုံးလိုက်ရခြင်းဖြစ်သည်အိမ်ရှိလူဘသူကြီးကြီးအထီးကြီးပဲတလိမ့်ဆန်တွေဝယ်မွေးတော့လေ အမတွေအကုန်သိတယ်အထီးကြီးကြံခဲ့တယ်အော်ပြောရအောင်မေရှက်လဲရှက်ပါလေဗျာတလောကတော့ဘေကဘလူမျက်စီလဲရောက်လာတဲ့ကြောက်မှမမှန်မသိဘူးအိမ်ချန်စီယူထောက်မှာဖက်အီကောင်လာဖော်သွားတာ ကလေးနှစ်ယောက်မွေသွားပါတယ်။ကြောင်မကတော့မွေပြီးဘဲပြောက်သွားတယ်မသိဘူး။ငါလက်ကလွတ်တရင်ကျလှုပ်သွားတာ။သူလှုပ်တာအကြောင်းတော့မဟုတ်ပါဘူး။ဟိုသူ့ကလေးနှစ်ကောင်ကနေစရာမရှိစားစရာမရှိနဲ့ဆိုတော့အိမ်ထဲပဲပြေးဝင်လာတာ။ကိုကလေ။အော်မိဘမဲ့လေးတွေဆိုပြီးအစာတွေကျွေးပြီးမွေးမိတယ်လို့ဖြစ်သွားတာပေါ့။ကြောင်ကလေးတွေကြည့်တော့အထီးတကောင်အမတကောင် ဝမ်းသာလိုက်တာပြောမနေပါနဲ့တော့ဒီတခါတော့ငါတို့အိမ်အမဝင်းမီဟဲ့လူကြောင်တီးကိုတော့နာမည်မပေးပါဘူးကြောင်မာလေးဂျာမနာမည်ပေးထားတယ်ဘိုက်ပူမာတဲ့ဘိုက်ကလေးကအစာရိနေငံစားပြီးပူနေလို့လေ မကြပါဘူးသိပါရောလားဘိုက်ပူမမထင်နဲ့ဟုတ်အထီလေးကို့မာတော့ပြောလိုက်တာအခါတိုင်းဆိုယုံမွေးရင်ယုံမကသည် ပူမွေဘူးမတေအမကြီးသေးပြီးအထီကြီးကြံခဲ့တာကိုဒီတခါတော့အမကလေးကြံနေဆိုတော့ကြံဖန်ဝမ်းတာနေတာအိမ်ကအကောင်တွေကလည်းဂယူဆိုင်လိုက်တာပြောမနေနဲ့မလုံစဘူးအလုတ်ထုပြီးကြောင်စာပါရှာဝဲပြီးကြွေးပြတာဘိုက်ဘူးမဆိုတာလုံတက်လာတယ်ဒါပေမဲ့ဘာကြလို့လဲသေတယ်ထင်လို့လားမဟုတ်ဘူးကျုပ်တို့လူတွေပဲ ကြက်သေးသေးကုန်းသာအရွယ်ရောက်မှတရိထားမိပြီးအထီးကြီးဖြစ်နေတာကြည်အောင်အမလေးဆိုပြီးဂယုတဆိုင်မွေးထားတာဘလောက်အထီးကျန်လဲလို့အဲ့ဒီကလေးကအိမ်မှာဆိုဒီကောက်မြင်တာနဲ့ကန့်ထုတ်ကြတော့တာနေအောင်ဒုကလူအထီးကျန်ခြင်းအပေါ်ပါရမီရင့်တန်လှပါတော့ကျွန်တော်တို့အဖွဲ့ရဲ့မထူးဆက်ဖြစ်တော့ကိုကြိုက်သူလင်နောက်လိုက်ခြင်းဟူသည်တင်ငန်းစာအဟော စာမျက်နှာအသည့်ထက်မှန်ဖွင့်လှစ်ခြင်းခံရသည်ဟုသာဆိုရပေမည်။ကျွန်တော်တို့ကြိုက်နှစ်သက်လာပါသော61ဘိုက်ပူမှရက်ွက်အတွင်မှကွန်ပျူတာစာစီ မောင်းဝေဟင်မြည်သည့်ငတ်တွေနဲ့နှစ်ပါးကဟေးဆက်လက်ထက်ချင်းတို့ရောက်သွားရလေသည်။မောင်းကြီးကြိုက်ရင်လင်နောက်လိုက်ရမည်ဟုသော လူဘဝအတွေ့အချက်ကျွန်တော်ကတော့လူတဘာဝအတွေ့အချက်လို့မှတ်ထားတယ်။ မှန်ကန်ပြီးတကလလူတွေထင်လို့ထင်냐ချက်နောက်နဲ့သုံးရအောင်ပြီးပြန်ထွက်မှပင်အနီတို့မင်္ဂလာဆောင်ခြင်းဟုသောအာဝါဟဝိဝါဟအမှုတည်းကြာရပြန်လေပြီကြံတုံးကတော့ကြံပြီးမရခဲ့သည်ရှိသောမရသူတို့ရဲ့ထုံးစံအတိုင်းအသေးနာနာအကဲပါပါနဲ့ငတ်တုံးမှဟိုကောင်ကွန်ပျူတာရိုက်တဲ့အကောင်ကမှတွားယူတယ်ငါ့ကိုကြတော့ဘာဖြစ်မှာတော့ အခုတော့သူ့ဒုက္ခနဲ့သူလက်တူအောင်စားရိုက်ပြီးတော့ဒါနဲ့ပဲတန်နေဟုသောစိတ်နာစရာအတွေ့များကိုပိုးမွေးတယ်လို့မွေးပြီးအန်ကျွေမိုးချိုကြီးကြီးပြစ်ပါစေမကျိန်ယုံတမဲကိုကချိန်လိုက်လင်းနောက်လိုက်သူများရဲ့ထုံနှလုံးမူကငါတို့ကတော့ဟင်းစုလှည့်ကြည့်ရတဲ့အစားတွေက မဟုတ်ဘူးဟု၍တဖက်လှည့်၍သာမူထားရလေတော့သည် အေးလီ လှဲ့ကြည့်လေကိုကမှမရတော့တာရက်ွက်အတွင် မင်္ဂလာပွဲချိန်ချိန်တဲ့ကျင်းပစေမှပင်ဆရာတို့ဖြင့်ကြွားရောက်ချီးမြှင့်ပေးပါဟုသောယမ်းမိရဖဇကားကြောင့်မစားရတဲ့အမဲကိုအစီတရွရွဖြစ်အောင်ပြင်ဆင်ထားသည်ကိုစိတ်နာနာနဲ့ကြီးကွင်ရရန်တတူးသားရဲ့ပြုံဖြဲဖြဲမျက်နာနဲ့တွဲလျက်ကျွန်တော်တို့ဒီကရင်မာလီဟူ၍နှစ်ယောက်အိတ်ကရင်ကြီးကိုပြ၍တော်လကား ကျွန်တော်တို့အဝိအစားတွေဒီဗီဒီယိုကြီးထဲမှာထည့်မှာဟု၍ဗီဒီယိုကြီးကိုလိုက်ကားကျွန်တော်တို့တော့ဒါပဲဟုအတိတ်ပဲတက်ရောက်စေတော့အပြင်းအစင်များကိုအသေးနာစရာပြင်ဆင်ထားသည့်အပြင်ကျွန်တော်တို့လင်ယူသားမွေးကိစ္စအရှိအဟဥဥဒဒကုကုမမတို့ကုညီပါအောင်ဟုအတိတ်ပဲတက်ရောက်စေတော့မင်္ဂလာလက်ဖွဲ့ဌာနကြီးတခုကိုလည်းကြီးကြီးကျယ်ကျယ်ဖွင့်လှစ်ထားပြန်လေသည်ဤကိစ္စများမှာ ကိုမလုံနိုင်သည့်ကိစ္စများဖြစ်တော်လေလုံနိုင်သူများကလုံတော်လေမုရိတာမပွားနိုင်သူပါ၍လေမင်းတို့ဘာသာမင်းတို့မနှိနိုင်မထိုင်နိုင်ထဆက်စောတဲ့ကိစ္စဘာလို့ကူညီရမှလဲလုံမရသဖြင့်အိမ်တွင်ပူနေတဲ့ရေတံဘူးတလုံးကိုစတိုးဆိုင်တစ်ခုတွင်ပါစေတီတီချာချာထုတ်၍တက်တက်လုံးတကုံအောင်တရေတောက်တိုင်းခွက်နေမာစေဟုစူတောင်းတမှု ပြုပြီးတဲ့ကာလ ရဲ့ရဲ့ရိုးရိုးပင်လှူဒန်းပေးအပ်လိုက်လေသည်ဤသို့ဖြင့်ကျွန်တော်တို့ရဲ့ချစ်လစွာသော61ဘိုက်ဘူးကလေးသည်ဂဒုံနောက်ဇဒုံပါဆိုသည့်အတိုင်းသူ့ယောက်ျားကဂဒုံကြီးသူ့ယောက်ျားခေါ်ဆောင်ရာတကေတမြည်သောရက်ွက်တစ်ခုစီသို့လိုက်ပါပြောင်းရွှေ့သွားကြတရင်ကောင်ကြားရလေသည်ရက်တွေလတွေဘလောက်ကြာသွားသည်တော့မသိကျွန်တော်တို့တီးဆိုသော လူမျိုးများကလည်း ဒါမယဟိုပဲလက်မဟဲ့ဟူသောခံယူချက်ကြီးကြီးမားမားရှိသူများပေမို့သူမရတော့လေရနိုင်ကြီးရှိတဲ့သူလှဲ့ကြံရင်းနဲ့ကာလရန်တရားကြီးကိုမျက်ကွယ်ပြုမိနေပြန်လေသည်ဤသူဖြင့်မထင်မှတ်သောတဏိသောအခါတမယတွင်ယခင်တခါချစ်လာစွာသောမို့ချူးမြချူးမြစ်တာရီတူးကြရတဲ့ကျွန်တော်ရဲ့67ဘိုက်ဘူးခေါင်းတူရဲ့ယောက်ျားမောင်ဝေဟင်ရက်ွက်အတွင် ပြန်လည်ရောက်ရှိလာခြင်းပင်ဒုနေ့ကထုံးစံအတိုင်းရက်ွယ်ကလေးရှိလက်ဖက်ရည်ဆိုင်တွင် ကော်ဖီမစ်ပလိန်ဟုကျွန်တော်တို့ခေါ်တွင်နေကော်ဖီမစ်ပလိန်တစ်ခွက်ကိုစိန်ကြကြထိုင်တော့ရင်းနဲ့ဒီနေ့တော့ဘေကောင်မလေးကိုပိုးရင်ကောင်းရပါဘေကောင်မလေးဆိုလွတ်ကုံအံ့ဟုစိတ်ကူးရင်နေတော့မြုံစုအနီငတိရောက်လာခြင်းပင်ထိုင်မင်းတော်စရာယခင်ကလည်း သိခင်မင်းသူမဟုတ်၍ကျွန်တော်အံ့အားတင်သွားရသည်နှစ်ကာလအတန်းကြာကင်းကွာခဲ့သူမို့လဲမနေပြန်စင်စားอยู่ရသည်ကုမလေးတယောက်မကောင်းတယောက်ပြောင်းပူခဲ့တာ နေမှမနေကိုစင်စားနေတုံးမှပင်ငတိကဇပွဲဝိုင်းဝင်ထိုင်နေလေပြီသူ့ပုံကယခင်က မြင်ခဲ့ရတယ်လို့မဟုတ်လမ်းဆန်တွေ့ကြွမှုများပျောက်ဆုံးနေပြီးတော့ဇပင်များပင် ဖွာလန်ကျနေပြီး နုနေပေါကိုလူကဒီအိမ်ရှိကအကောင်မလေးနဲ့ကွာလိုက်ပြီဘလူကျွန်တော်စကားဆားလိုက်ပြီနဲ့မောင်ဝေဟင်းဆိုသူမှကြိုတိနေသည်အလားအလင်းအမြန်ဖြတ်ပြေးလိုက်သည်ပြီးနောက်ကျွန်တော်ကိုစကားမဆက်သေးပဲအနောက်ဖက်လှည့်၍လက်ဖက်ရည်ကြစိမ်တစ်ခွက်အကြည်များများစွာလှမ်းမလိုက်သေးသည်ကျွန်တော်မှသာဒီလောက်သဘောထားကောင်းကောင်းနဲ့ ပြုံးရည်နေတတ်တဲ့ကောင်းမလေးကိုဘာကြောင့်ကြွားလိုက်တယ်လဲစဉ်းစား၍မရ။အရင်တခါတန်ရောစဉ်ရှိခဲ့ဘူးတာလဲပတ်တော့။ဒါကြောင့်နေစမ်းမအောင်ကောင်းမလေးကဒီလောက်သဘောထားကောင်းပြီးအမြဲပြုံးပြုံးလေးနေတတ်တဲ့မိန်းကလေးကိုကို့လူကဘာကြောင့်ကြွားလိုက်တာတော့။ရနော်မေးကမောင်ဝေဟင်ကရှုပ်ပွားလက်စာသူ့ကောင်းကိုသူ့လက်နှစ်ဖက်နဲ့ခက်ကြဲကြဲထပ်ဖွားကငိုမလူမျက်နှာပြီးနဲ့ အဲ့ဒီပြုံနေတာကြောင့်ကြွာလိုက်တာပေါ့ဗျာပြုံနေတာကြောင့်ကြွာလိုက်တာဟေးဘလူသူ့ရဲ့ငုံမဲမဲအဖြစ်စကားကြောင့်ကျွန်တော်ဘလူမှစဉ်းစားမရဘူးဖြစ်တော်မိသည်ပြုံနေလို့ကြွာလိုက်တာတဲ့ပြုံနေတာကြွာစရာလားကွာကျွန်တော်သူ့ကိုထပ်မီးမလို့လှုပ်တုံးမှပင်သူကအစကတော့ကျွန်တော်လည်းအဲ့ဒီလူလေးပြုံနေတာကို အိမ်ချက်တည်းရှိရဲဆိုပြီးယူခဲ့မိတာပါ ယူပြီးတဲ့အခါကျမှမင်းဟင်းချက်တာမကောင်းဘူးကွာဆိုလဲပြုံနေတာပဲဟေ့ငါအရက်မူးလာတယ်ဆိုလဲပြုံနေတာပဲအတုံးမကြတဲ့အကောင်မဆိုလဲပြုံနေတာပဲအဲ့ဒီအပြုံးကြီးနေ့စဉ်ရက်ဆက်မြင်နေရတော့ကျွန်တော်ကသရော်သလိုဖြစ်မနေဘူးလားဗျာဟေးသူစကားချက်ကျွန်တော်မျက်လုံးပြူသွားရသည် သူပြောတော့လေဟုတ်နေတယ်လူကိုဘာလုပ်လို့ပြုံးပြီးကြည်နေတော့နေရခက်เสียမဖြစ်ဘူးလားကျွန်တော်မာဗျာနင်ဘာတွေသဘောကျနေလဲနေ့တိုင်းမိတယ်ဘာမှပြန်မပြောဘူးပြုံးနေတာပဲစဉ်းစားကြည့်လေထမင်းစားလေပြုံးရေတောက်လေပြုံးညအိယာဝင်လေကျွန်တော်ကိုပြုံးကြည့်နေတာခံရမခက်ဘူးလားเสียဟေးသူ့ငူတန်စကားကြောင့် ကျွန်တော်ပင်ဗာဆက်ပြောလို့ပြောရမှမသိတော့သူပြောတော့မှလူတိုင်းကြိုက်တဲ့အပြုံကအပြည့်ဖြစ်နေပြီကနောက်အတန်ကြာစဉ်းစားပြီးမှနို့မင်းအမျိုးသမီးကပြုံမဲ့ပြုံနေတာလားရေရောမရေဘူးလားကျွန်တော်မိလိုက်မှငတိမှာပုံငိုခြင်းတလူဟန်မျိုးနဲ့ရေရဲစီယာတုံးခါရေတာကြဘူးတယ်ဘလူတုံးခါပဲရေတာကြဘူးတယ်ဟုတ်လား သူစကားကြောင့်ကျွန်တော်အံ့အားသင့်ပြီးမျက်လုံးပင်ပြူသွားရသည် နောက်သိခြင်းစုံနဲ့ဘဲဘလူတုံးကအေးဘဲတုံးကကျွန်တော်ရဲ့ကပောက်တီကပောက်ချာအမေကိုဝေးဟင်းကချက်ချင်းပဲငိုချတော့မလို့မျက်နာမျိုးနဲ့မင်္ဂလာဦးညံမှာခိကနေတခါရေတယ်နောက်အိမ်ကစပိန်လေးလီထူးမလို့လမ်းထိပ်ကဆိုင်မှာ ဘာကျုကလေးကျွန်တော်ဝယ်ပြီးကြိုင်လာတာမြင်တော့ခိကနေတခါရည်တယ်။နာตาလေးတစ်နှစ်သားအွယ်။အိုးကလေးတောင်ရမင်ကိုကျွန်တော်ကตาလေးကိုချီပြီးဖိตาလေးအဖိတူตาလေးဆိုတော့ကခိကနေတခါရည်တယ်။အဲ့ဒီတုံးကပဲရည်တာကြားဘူးတယ်။မင်းမင်းကလေးကွာသဘောကျ။အေးပျော်လူရည်တာဖြစ်မှာပေါ့။ ပြောလူရေရင်လေပွင့်ပွင့်လင်းလင်းရေပေါ့ဗျာအခုသူရေတာကခိုးရေတာကြီးဟာခိုးတော့မရေနဲ့ပေါ့ဗျာနောက်ဘာဖြစ်လို့ရေတာလဲဆိုတော့မေ့မရဘူးပြုံနေတယ်အဲ့ဒါနဲ့ကျွန်တော်လဲတန်တရာဖြစ်လာရောဟာဒီသုံးခါလေးရေမိတာတန်တရာဖြစ်เสียလားမင်းဟာကလည်းမဟုတ်တာတန်တရာဖြစ်เสียပေါ့ဗျာကျွန်တော်နဲ့မညာခင်ကလေးကဤကြွေးတမျိုးပဲစားရရဲ့ နောက်အချိန်ကောင်းသုံးခါမှာရွေရတာရေကိုဆက်ဆက်လိုက်ရင်တန်တရာဖြစ်စီရပေါ့မင်းဟာကမဟုတ်တာကွာတန်တရာဖြစ်ရင်လဲစုံစမ်းကြည့်ပေါ့စုံစမ်းတာပေါ့ဗျအေးစုံစမ်းနေဟုတ်လားသူစကားကြောင့်ကျွန်တော်ပုံစိတ်ဝင်စားသွားသည်ထို့ကြောင့်သိကျင်စောနဲ့စုံစမ်းတော့ဘာတဲ့လဲကျွန်တော်အမေကိုဘသူမှမသိစေခြင်းနဲ့ပုံစံမျိုးနဲ့ ဘေးဘီဝေကြီးကလေးတန်တူတူနဲ့သူ့အတော်ကတွန်တီးဘက်ကရွာတရွာကားပြလိမ့်လည်မှုနဲ့ရန်ကုန်ပြေးလာတာအေးထင်မှတ်မထားတဲ့ဇကားကြောင့်ကျွန်တော်အံ့အားသင့်သွားရသည်ဒါကိုဝေဟင်မဆက်၍သူရောသူ့ယောက်ျားပါ လူလိမ့်တွေမျိုးရိုးရှိတယ်အာမင်းကလေကွာသူ့အတော်လိမ့်ပြီမဲသူကလိမ့်ခြင်းမှလိမ့်မှာပေါ့မင်းသူ့အကြောင်းရောမစုံစမ်းဘူးလား စုံစမ်းနာဖို့ဗျာဘေးနေမလဲဘာတဲ့လေသူကရောဘာတဲ့လေသူ့နာမည်ပြောလိုက်တာနဲ့အေးကျွန်တော်ကပြီးကျင်စိတ်နဲ့အလျင်မြန်ထောက်ခံလိုက်သည်တရွာလုံးပြုံးပြုံးမေအေးဟုတ်တယ်သူ့နာမည်ပြောလိုက်တာနဲ့တရွာလုံးဘာမှဆက်မေးလို့မရဘူးအလုံးပြုံးနေကြတာဟာကွာ မင်းဟာကလေကျွန်တော်လူချင်းတို့အဖြစ်မတိရ၍တကူလုံးပင်ပြော့ကြသွားသည်တိကျင်သည့်အကြောင်းများကဝိလေကြောင့်ပဲနှင့်ဘာမှမတိရပဲကူဒါကြောင့်အဖြစ်တစ်ခုခုရလူရညာဆက်မိလိုက်သည်ဒါနှင့်ဤပါ အခုမင်းနဲ့ကြွားရှင်းလိုက်တော့ရသူကဘာမှမပြောဘူးလားပြုံပြုံမေအော်ဒီအထိပြုံနေပါသည်လားနော်ဟုစိတ်ထဲတီးမှတ်လိုက်ရသည် ဒါဂူမောင်ဝေဟင်ကရင်ဖွင့်၍ဝါသွားရည်ထင်ရှေးမှရင်နွေးကွက်ကိုစက်ခနဲတောက်ပြီးကဲသွားအောင်မယ်ဆရာကြီးဒီလက်ဖက်ရည်ဘူးတော့ဆက်ရပဲရှင်းလိုက်တော့ဟုဆိုကဇပွဲဝိုင်းမှထ၍တလန်းနလန်းလှမ်းသွားပြီးမှနောက်ပြန်လှဲကအော်ဆရာမယုံရင်တာဂီဒါကိုသွားကြည့်ဒီအချိန်ဆိုရင်သူတို့လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာအီချာကွေးတစ်ချောင်းမြုံပြီး ပြုံနေမှသေးကြတယ်